ကဲဂျပန်နိုင်ငံရဲ့ဒုတိယအကောင်ဆုံးဖိုက်တာဖြစ်တဲ့တာကေရူကရောထန်ကို စက္ကန့်ပိုင်းလေးနဲ့ရှုံးခဲ့ရတဲ့နောက်ွယ်ကအကြောင်းရင်းတွေပေါ်ပေါက်လာခဲ့တာဖြစ်တဲ့ထွားပရိသတ်တွေကလည်းအံ့ဩခဲ့ရပါပြီအခုလိုမျိုးရှုံးရတဲ့အကြောင်းရင်းကိုတာကေရူကိုယ်တိုင်က အကြောင်းပြချက်ပေးတယ်လို့မျိုးဖြစ်မှာဆိုလို့မပြောခဲ့ပါဘူး။ဒါမဲ့သူနဲ့အနီးကပ်လေ့ကျင့်ပြင်ဆင်ခဲ့တဲ့တာဝါချိုင်းကိုအလေးထုံးနဲ့နိုင်ခဲ့တဲ့မဆာခီကဂိဆာရီဂုံလုံးကိုဖွင့်ချလိုက်တာဖြစ်တဲ့အတွက်အာအော်ခဲ့ရပါပြီ။ဟုတ်ပါရဲ့။ Tagiru ဟာ Rod Tan ကိုအနိုင်ရဖို့အတွားဆိုပြီးတော့အပြင်းထန်တော့လာပေါင်းများစွာလေ့ကျင့်ပြင်ဆင်နေခဲ့တာပဲဖြစ်ပါရဲ့။ပြောချင်တာကတော့ Rod Tan ကိုနိုင်ကျင်လုံးလို့ကိုအပြင်းထန်လေ့ကျင့်ပြင်ဆင်နေခဲ့တာပါ။ ဒါကြောင့်အလူလေလေချင်းပြင်ဆင်ရင်းနဲ့ရော့ထန်နဲ့ပွဲမထိုးခင်နှစ်ပတ်လိုမှာယင်ဘတ်အယူးချိုးယိုအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ထိခိုက်ဒဏ်ရာရရှိသွားတာကြောင့် training တော့မစင်းနိုင်ခဲ့ဘူးလို့အဗီချာကိုတငေချင်းဖြစ်တယ်။တာဝါချိုင်ကိုအနိုင်ရရှိပြီး champion ဖြစ်သွားတဲ့ Masaki ကပြောလာခဲ့တာလေးဖြစ်ပါတယ်။ဆောက်ရမ်းနေ legend ပြီးတော့ legend လို့ပြီးတော့ဒဏ်ရာရရှိသွားခဲ့တာပါ။ဒါကြောင့် fighter တွေအနေနဲ့လေအရန်ဒီတော့ niche နဲ့ကြကြ legend ပြင်ဆင်ဖို့လိုတယ်။ဒီလိုပြောလို့ကျွန်တော်ကိုဆဲနေကြအောင်မေး။ ။ Takeru ဆိုတာကဂျပန်နိုင်ငံရဲ့ဒုတိယအကောင်းဆုံး fighter ပါ။သူဘယ်လိုလေ့ကျင့်ရမလဲဆိုတာသူသိတယ်။ဒါပေမဲ့ Rotan ဆိုတာကတကယ်ကိုမာဂုံမြင့်တဲ့ Iron Man ပဲဖြစ်တယ်။ဒါကြောင့်မလို့နော်။ Takeru ကအကြီးအကျယ်ကိုလေ့ကျင့်ပြင်ဆင်ရင်းနဲ့မှအခုလိုမျိုးဒဏ်ရာရရှိသွားပြီ။တကယ်ပွေးနေရောက်တော့ထင်သလောက်စွမ်းဆောင်ရည်တွေကိုမပြတာနိုင်တော့တာကိုကျွန်တော်နေနေတွေ့ရပါရယ်ဗျာ။